နိုဗင်ဘာလ၈ရက်နေ့ကမ္ဘာရေသတင်းထူးများအခုလိုမျိုးကမ္ဘာရေမြမရေသတင်းတွေကိုသတင်းခေတ်ချန်နယ်မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးဖို့မမေ့ပါနဲ့နော်ဒီကြင်ပြချက်မှာဆိုရင်နိုင်ငံတကာရှေးရမှာထိတဲ့ရောက်တဲ့သတင်းတွေနဲ့ လူစိတ်ဝင်စားမှုများတဲ့နိုင်ငံရေးစီရေးစီးပွားရေးလူမှုရေးတဘာဝပေးစတဲ့သတင်းတွေကိုလေ့လာနိုင်အောင်စုစည်းဖော်ပြထားပါတယ်။သတင်းတင် BBC E တိပြတ်မှုဆဆွဲချက် Trent E လွှတ်တော်စီနင်းမှုမိကွန်းကိုရွေးချယ်ဖော်ပြခြင်း။ကမ္ဘာကျော်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ BBC ဟာ American သမ္မတဟောင်း Donald Trump ရဲ့မိကွန်းကိုရွေးချယ်တိပြတ်ပြီး 2021ခုနှစ်လွှတ်တော်စီနင်းတက်ခိုင်မှုကိုအပြည့်အမြပြုခဲ့တယ်လို့မျိုးပုံစံဖြစ်အောင်ပြုလုပ်ခဲ့တယ်ဆိုတဲ့ဆဆွဲချက်ဟာနိုဝင်ဘာလ6ရက်နေ့မှာထွက်ပေါ်လာခဲ့ပါတယ်။ဒီဆဆွဲချက်ကို BBC ရဲ့တိဖြည့်ချင်းနဲ့စံနှုန်းဆိုင်ရာကော်မတီ EGX ရဲ့အလွတ်တန်းပြင်ပအကြံပေးဟောင်းဖြစ်သူ Michael Prescott ကထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ဒီဖြစ်စဉ်ဟာရွေးကောက်ပွဲမတိုင်မီထွက်လွင်ခဲ့တဲ့ BBC ရဲ့ Panorama အစီအစဉ်တစ်ခုမှာပါဝင်ခဲ့တာပါ။ Michael Prescott ၏အစီရင်ခံစာကို Telegraph တွင်စာကပထမဆုံးဖော်ပြခဲ့ပြီးအဆိုပါအစီအစဉ်မှာဗီဒီယိုဖိုင်များကိုပေါင်းစပ်တည်ဖြတ်ခြင်းဖြင့် Trend တစ်ခါမှမပြောခဲ့သည့်စကားများကိုပြောခဲ့သည်ဟုထင်ရအောင် ပြုလုပ်ခဲ့သည်လို့ဖော်ပြထားပါတယ်။ BBC ကထုတ်လွှင့်ခဲ့သောမိခွန်အပိုင်းစာများမှာ Trend ကပရိသတ်ကိုကျွန်တော်တို့သွတ်တော်စီဦးတည်သွားမယ်။ကျွန်တော်လည်းခင်ဗျားတို့နဲ့အတူရှိနေမယ်။ပြီးတော့တိုက်ပွဲဝင်မယ်။ ကျွန်တော်တို့ရေကုန်ရေခမ်းတိုက်ပွဲဝင်မယ်လို့တိုက်တွန်းခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ထို့ပေမဲ့ထိုစကားတွေကို၎င်း၏မိကွန်အရှိကြီးတဲကတခုချင်းစီကို ပြန်လည်ဖြတ်တောက်ပေါင်းဆက်ထားခြင်းဖြစ်ပြီးထရန်က၎င်း၏ထောက်ခံသူများကို နိုင်ငံချက်စိတ်အပြည့်နဲ့မင်းတို့ရဲ့အတန်ကိုငြင်းချမ်းစွာ ထုတ်ဖော်စေခြင်းနဲ့ဟုပြောကြားခဲ့သောအပိုင်းကိုမူလုံးဝထည့်သွင်းမပြသခဲ့ပြီးဒီအလွဲသုံးစားပြုတီးဖြတ်ထားတဲ့အစီအစဉ်ကို 2024ခုနှစ်အော်တိုဘာလတွင်ထုတ်လွှင့်ခဲ့သော Trump A Second Chance ကောင်းစဉ်ဖြင့်တနအီကြား Panorama အစီအစဉ်တွင်ကြည့်ရှုနိုင်ခဲ့ပါသည်။ပြင်ပအကြံပေးဟောင်း Michael Prescott ဟာ BBC ဗဟုဖွဲ့သို့အကြောင်းကြားခဲ့တော်လဲ BBC အမှုဆောင်ဖွဲ့မှအရေးယူဆောင်ရွက်မှုမရှိခြင်းပေါ်စိတ်ပြတ်တဲ့အတွက်ယခုလိုထုတ်ဖော်ပြောကြားရခြင်းဖြစ်တယ်လို့သိရပါသည်။ BBC ဤပြောရေးဆိုခွင့်ရှိသူကတော့ပေါကြားလာသောဆောက်ရွက်စရမ်းများနှင့်ပတ်သက်၍ ကျွန်တော်တို့အနေဖြင့်မှတ်ချက်မပြုလိုပါလို့တော်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 သားပြောကြားခဲ့ပါတယ်။ဒါအပြင်ဘုတ်ဖက်ကော်မတီရဲ့အကြံပေးဟောင်းတဦးအနေနဲ့သတင်းဖော်ပြမှုတွေနဲ့ပတ်သက်ပြီးခွဲပြားတဲ့အမြင်တွေကိုပုံမှန်ဆွေးနွေးညှင်းခုံလေးရှိကြောင်းလည်းပြောဆိုခဲ့ပါတယ်။ဒီလိုဖြစ်ရမျိုးဟာ Environ နဲ့ BBC တို့ရဲ့ဆက်ဆံရေးကိုပုံမိုးဆိုးရွားစေပါတယ်။ Trend အစိုးရလက်ထက်ကလည်း BBC အား Gaza ရှိ American ကျွမ်းနောက်ခံပြု့ စာနယ်ဇင်းခါဖြန့်ဖြူးရေးနေရာအနေတက်ခိုက်ခံရခြင်းတရင်ကိုဖယ်ရှားခဲ့ခြင်းနဲ့ပတ်သက်ပြီးဆက်ဆွဲခဲ့ပူပါတယ်။ဒီဖြစ်ရဟာနိုင်ငံတကာသတင်းမီဒီယာတွေရဲ့ဗမလိုက်မှုနဲ့တိဖြစ်မှုကျင်းဝတ်ပေါ်မှာကြီးမားတဲ့မေးခွန်းထုတ်စရာဖြစ်လာစေခဲ့ပါတယ်။မီဒီယာတွေအနေနဲ့နိုင်ငံရေးပုဂ္ဂိုလ်ကြီးတွေရဲ့ပြောကြားချက်တွေကိုပြန်လည်ဖော်ပြရမှာရွေးချယ်ဖော်ပြခြင်းမျိုးမပြုလုပ်ဘဲပြည်စုံမှန်ကန်တဲ့ရုပ်ပုံလွှာကိုတင်ဆက်ဖို့အတွက်အရေးကြီးကြောင်း ဒီဆဆွဲချက်ကနေသတိပေးနေပါတယ်။တရင်းနဲ့ပါကစ္စတန်နဲ့အာဖဂန်တာလီဘန်တို့ကြားအပြစ်ခက်ရေဆေးရေးဆွေးနွေးမှုများပြန်လည်စတင်မချားသေးမီကနေစာတက်ခိုက်မှုတွေကြောင့်ဆိုးရွားလာခဲ့တဲ့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တာလီဘန်အုပ်စုများကြားဆက်ဆံရေးတိုးတက်လာစေဖို့အတွက်အပြည့်အခက်ရေဆက်ရေးဆွေးနွေးမှုတွေကိုနိုဗင်ဘာလ6ရက်နေ့ကတရကီနိုင်ငံအစ္စတန်ဘူမြို့မှာပြန်လည်စတင်ခဲ့ပါတယ်။ဒီဆွေးနွေးမှုတွေဟာ ပြီးခဲ့တဲ့လကနှစ်နိုင်ငံတည်ဆက်မှာလူပေါင်း80ကျော်တေဆုံးပြီးရာချီဒဏ်ရာရခဲ့တဲ့တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်မှာတူရကီနဲ့ခါတာရိုရဲ့ဂျာဝင်ဆက်ဆက်ပေးမှုနဲ့အတူရင်းချင်ရေးသဘောတူညီမှုရရှိရန်အတွက်ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။တူရကီနိုင်ငံကပြီးခဲ့တဲ့သတင်းပတ်မှာရင်းချင်ရေးသဘောတူညီချက်အတွက် လုပ်ငန်းစဉ်တစ်ခုကိုထူထောင်သွားမယ်လို့ပြောကြားခဲ့ပေမယ့်ဒီဆွေးနွေးပွဲမှာဖြေရှင်းရမယ့်အထူးကမေကွန်တွေရှိနေစေဖြစ်ပါတယ်။ ဝါရှင်တန်အခြေစိုက်ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြစ်တဲ့ New America Foundation မှာကျွမ်းကျင်သူအိုမာဆာမက်ကဒါပေမဲ့လည်းအဖြစ်မရှိသေးတဲ့လောထုံးလုံးကြီးဆိုင်ရာမိခွန်းနေအများကြီးရှိနေပါသေးတယ်လို့ထောက်ပြခဲ့ပါတယ်။ဆာမက်ဟာ2004ခုနှစ်မှ2011ခုနှစ်အထိကနေဒါနဲ့ပြင်သစ်နိုင်ငံဆိုင်ရာအာဖဂန်တန်မတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပူသူဖြစ်ပါတယ်။ဆာမက်ကအဖြစ်အခက်ရယ်စရေးကိုလိုက်နာမှုရှိမရှိ ်ဘသူကစောင့်ကြည့်တယ်လဲတတိယနိုင်ငံတနိုင်ငံလားဒါမှမဟုတ်နိုင်ငံတကာဖွဲ့စည်းတစ်ခုကလားဆိုတဲ့မေးခွန်းကိုထုတ်ခဲ့ပါတယ်အာဖဂန်နဲ့ပါကစ္စတန်ကြားမှာနေဆက်ပဋိပက္ခတွေဖြစ်ခဲ့တဲ့တမိုင်းကြောင်ရှိခဲ့တာကြောင့်တစ်ဖက်နဲ့တစ်ဖက်မယုံကြည်မှုတွေရှိနေပါတယ်ပြီးတော့အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးမတူကဲပြားတဲ့အတိတ်ပဲဖွင့်ဆိုမှုတွေကဆွေးနွေးမှုတွေကိုပုတ်ပြီးရှုပ်ထွေးစေပါတယ်လို့၎င်းကပြောကြားခဲ့ပါတယ်တစ်ချိန်ကမဟာမိတ်များဖြစ်ခဲ့ကြပြီး ကီလိုမီတာ2600မိုင်1600အရှိရှိ နေဆက်ချင်းထိဆက်နေတဲ့အာဖဂန်နဲ့ပါကစ္စတန်ကြားဆက်ဆံရေးဟာမကြာသေးမီနှစ်များအတွင်းဆိုးရွားလာခဲ့ပါတယ်။ပါကစ္စတန်ကအာဖဂန်တာလီဘန်အာဏာပိုင်များသည်ပါကစ္စတန်တာလီဘန်အဖွဲ့ TTP ကို အကာအကွယ်ပေးထားကြောင်းဆက်ဆွဲခဲ့ပြီးအာဖဂန်တာလီဘန်များကတော့ထိုဆက်ဆွဲချက်ကိုညှင်းဆိုခဲ့ပါတယ်။အာဖဂန်နစ္စတန်မှာတာလီဘန်တို့အာဏာပြန်ရလာခဲ့တဲ့ 2021ခုနှစ်ကလေးကပါကစ္စတန်မှာစစ်သွေးကြများ၏တိုက်ခိုက်မှုများမြင့်တက်လာခဲ့တာကိုလည်းတွေ့ရပါတယ်။အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်ကြားအပြည့်အခက်ရစရေးဆွေးနွေးမှုတွေပြန်လည်စတင်နိုင်တာဟာဒေသတွင်တည်ငြိမ်အေးချမ်းရေးအတွက်အပြုသဘောဆောင်တဲ့ခြေလှမ်းသစ်တစ်ခုဖြစ်ပါတယ်။ထို့တော်လည်းနှစ်နိုင်ငံကြားတမိုင်းဝင်မယုံကြည်မှုတွေနဲ့တိုက်ပွဲဆောင်ကြည့်မှုကိစ္စရပ်တွေဟာရှေ့ဆက်ရမယ်လမ်းခေတ်အတွက်အကြီးအကဲစိန်ခေါ်မှုတွေအဖြစ် ကြန့်ရှိနေစေဖြစ်ပါတယ်။ တူရကီနဲ့ကာတာတို့ရဲ့ဇောင်းဝယ်ဆက်ဆက်မှုတွေကနေငင်းချဲရေးသဘောတူညီချက်ရရှိပြီးနေဆက်ဒေတာတည်ငြိမ်မှုပြန်လည်ရရှိပါစေကြောင်းမျှော်လင့်မိပါတယ်။တရင်တော့ဂါဆာအငင်းပွားမှုနှစ်နှစ်ကြာနိုင်ငံတကာတပ်ဖွဲ့ချထားရန်အမေရိကန်၏အဆိုပြုချက်အမေရိကန်ပြည်ထောင်စုဟာအစ္စရေးဟာမတ်စ်ကြာနှစ်နှစ်ကြာဖြစ်ပွားနေတဲ့ဂါဆာစစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် ခြေလှမ်းတဲ့တစ်ခုကို စတင်ခဲ့ပါတယ်။နိုဝင်ဘာလ6ရက်နေ့မှာ အမေရိကန်ကဂါဇာကမ်းမြောင်ဒေသမှာနိုင်ငံတကာတင်ရင်မူထင်းထင်းရေးတပ်ဖွဲ့ကိုနှစ်နှစ်ကြာဖြန့်ကျက်ချထားဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC အနေနဲ့ကြေညာချက်ထုတ်ပြန်ရေးအဆိုပြုချက်မူကြမ်းတစောင်းကိုတင်သွင်းခဲ့တယ်လို့ AP သတင်းကဖော်ပြခဲ့ပါတယ်။ဒီအဆိုပြုချက်ဟာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့စစ်ပွဲအဆုံးသတ်ရေးအစီအစဉ်အတွက် အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။အမေရိကန်အရာရှိတွေရဲ့ပြောကြားချက်အရာ ဂါဇာစစ်ပွဲရဲ့အထင်းဆောင်မခံနိုင်တဲ့အခြေအနေကြောင့်ဒီအစိုးပြုလွှာကိုနိုင်ငံအသီးသီးရဲ့ဆွေးနွေးမှုတွေအပေါ်အခြေခံပြီးလှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။ဂါဇာမှာတင်ငြိမ်မှုထိန်းသိမ်းရေးတပ်ဖွဲ့အတွင်းပါဝင်ဖို့စီမံစားကြောင်းဖော်ပြခဲ့တဲ့အာရပ်နိုင်ငံများနဲ့အခြားနိုင်ငံများကစစ်သားတွေဆဲလွတ်ဖို့အတွက်ကုလသမဂ္ဂရဲ့ထောက်ခံမှုဟာအရေးကြီးကြောင်းပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂအထွေမှုချုပ်အဲထိုနီယိုဂူတာရက်စ်ကလည်းဂါဇာမှာဖြန့်ကျက်ချထားမဲ့ဘဲအဖွဲ့အစည်းမဆိုဟာ လုံချုံရေးကောင်စီရဲ့တရားဝင်မှုရှိတဲ့လုံခြုံရေးအာဏာမျိုးရှိတင်ပါတယ်လို့ကာတာနိုင်ငံဒိုဟာမြို့တော်မှာပြောကြားခဲ့ပါတယ်။အမေရိကန်ရဲ့အဆိုပြုချက်မှာဂါဇာကမ်းမြောင်ဒေသ၌စစ်ရေးအတွင်းဆောင်မှုကိုဖျက်သိမ်းရေးနဲ့တရားဝင်အာဏာပိုင်အဖွဲ့အစည်းမဟုတ်တဲ့လက်နက်ကိုင်အဖွဲ့များ၏လက်နက်များအပြစ်သက်ဖျက်သိမ်းရေးလုပ်ငန်းစဉ်များကိုလှုံ့ဆော်ရန်တိုက်တွန်းထားပါတယ်။အမေရိကန်ကဒီအဆိုပြုလာကိုနိုဝင်ဘာ၄ရက်နေ့မှာတင်သွင်းခဲ့တာဖြစ်ပြီး ကာဇာမှာနိုင်ငံတကာရဲ့လုပ်ပိုင်ခွင့်ဖြင့်တည်ငြိမ်မှုထိန်းသိမ်းရေးတပ်ဖွဲ့ဖြန့်ကျက်ချထားရန်အတွက်အများသဘောဆန္ဒကိုရယူရမှာဖြစ်ပါတယ်။ထို့ပြင်ကြီးမားတဲ့နိုင်ငံရေးစင်ခေါ်မှုတွေရှိနေပါသေးတယ်။လွန်ကျော်ရေးကောင်စီရဲ့အငြင်းခံဖွဲ့ဝင်နိုင်ငံများဖြစ်ပြီးဗီဒိုအာနာများခြံစွဲထားတဲ့တရုတ်နဲ့ရုရှားတို့ဟာအမေရိကန်ရဲ့အစိုးပြုချက်ကိုထောက်ခံမလားညှင်းပယ်မလားဆိုတာကိုရှင်းလင်းစွာမသိရသေးပါဘူး။ဒီအစိုးပြုချက်ကိုကုလလွန်ကျော်ရေးကောင်စီရဲ့ အဖွဲ့ဝင်15နိုင်ငံနဲ့အခြားနိုင်ငံတကာမိဖက်များကြားဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရအောင်မှာဖြစ်ပါတယ်။ဂါဇာကမ်းမြောင်ဒေသမှာနိုင်ငံတကာတပ်ဖွဲ့ချထားဖို့အမေရိကန်ရဲ့အဆိုပြုချက်ဟာစစ်ပွဲပြီးဒေသတွင်းလုံခြုံရေးနဲ့တည်ငြိမ်ရေးကိုအာမခံနိုင်မယ့်အဖြစ်တစ်ခုဖြစ်လာဖို့မျှော်လင့်ချက်ရှိပါတယ်။ထို့တော်လည်းဒီအစီအစဉ်အောင်မြင်မှုအတွက်ကတော့လုံခြုံရေးကောင်စီမှပါဝင်တဲ့အင်အားကြီးနိုင်ငံတွေရဲ့နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုနဲ့ နားလည်မှုဟာအဓိကတော့ချက်ဖြစ်နေပါတယ်။တရင်လေထိုင်းကမ်ဘောဒီးယားနေဆက်တင်းမာမှုမြေမြုပ်မိုင်းတွေ့ရှိမှုနဲ့စစ်တီများယာယီရင်ဆိုင်တွေ့ဆုံမှုထိုင်းနိုင်ငံနဲ့ကမ်ဘောဒီးယားနိုင်ငံတို့ရဲ့နေဆက်ဒေတာမှာမကြာသေးမီကမြေမြုပ်မိုင်းတွေတွေ့ရှိမှုနဲ့စစ်တီတွေယာယီရင်ဆိုင်တွေ့ဆုံမှုတွေကြောင့်အခြေအနေတင်းမာခဲ့ပါတယ်။ထိုင်းတော်ဝင်ကြီးတက် RTA ဟာနိုဝင်ဘာလ2ရက်နေ့3ရက်နေ့တွေမှာကဲလဲမှုတွေပြုလုပ်နေစဉ်အတွင်း ဒီဖြစ်စဉ်တွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ RTA ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဝင်းထိုင်းဆူဗာရီကထိုင်းကမ္ဘောဒီးယားနယ်စပ်တလျှောက်လက်နက်ကြီးများရုတ်သိမ်းနေတဲ့ရက်တွေအတွင်း PMN2 မြေမြုပ်မိုင်းနှလုံးကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။မြေမြုပ်မိုင်းတွေ့ရှိမှုဟာထိုင်းနိုင်ငံဥပ္ပရချာတာနီပြည်နယ်နာမ် UN ခရိုင်ရဲ့နယ်စပ်ဒေသမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီမြမြုံမိုင်းတွေဟာနေဆက်တရှောက်လွန်ကျွေးကိုချင်းချောက်နေတဲ့ NDA ဖြစ်ပါတယ်။ဒါအပြင် November 3ရက်နေ့မှာ Chonburg Pass နေဆက်လမ်းကြောင်းမှာကင်းလွတ်နေတဲ့ထိုင်းစစ်သားတွေဟာလမ်းကြောင်းကိုဝါရီနဲ့ပိတ်ဆို့ထားတဲ့ကမ်ဘောဒီးယားစစ်သားတွေနဲ့ယာယီစကားများခဲ့တဲ့ဒုတိယပြစ်ဆင်လည်းဖြစ်ပွားခဲ့ပါတယ်။နှစ်နိုင်ငံစစ်သားများကြားအခြေချင်းပြောဆိုခဲ့ပြီးနောက်ကမ်ဘောဒီးယားစစ်သားများက၎င်းတို့ပိတ်ဆို့ထားတဲ့အကြမ်းရည်တွေကိုပြန်လည်ဖယ်ရှားပေးရန်သဘောတူခဲ့တယ်လို့ RTA ကထုတ်ပြန်ခဲ့ပါတယ်။ဒီလိုယာယီတင်းမာမှုတွေရှိခဲ့ပေမဲ့ထိုင်းနဲ့ကမ်ဘောဒီးယားဟာပူရဲဆောင်ရွက်ရေးအစီအစဉ်များနဲ့အညီငင်းချမ်းရေးကိုထိန်းသိမ်းရန်ကြိုးပမ်းနေကြပါတယ်။လွန်ခဲ့တဲ့9ရက်အတွင်းနေဆက်ဒေသရှိလက်နက်ကြီးများကိုပြန်လည်ရုပ်သိမ်းပြီးစီးခဲ့တာဟာပထမအဆင့်ဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်ကိုအာဆီယံ၏လေလာဆောင်ကြည့်အဖွဲ့ရဲ့သဘောတူညီချက်နဲ့အတည်ပြုချက်အရပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ RTA တဖွဲ့ဝင်များဟာ တင်းငဲနေရာများမှာဆက်လက်တက်ဆွဲထားပြီးနှနိုင်ငံကြားအလွှာဆောင်စည်းဝေးတွေမှာရရှိခဲ့တဲ့သဘောတူညီချက်နဲ့အညီငင်းချဲဟိတ်ကိုထိန်းသိမ်းရန်အတွက်ကဲလဲမှုများဆက်လက်ပြုလုပ်သွားမည်လို့ဟိုကျောဝင်းချိုင်းစူပါရီကပြောကြားခဲ့ပါတယ်။ထိုင်းကမ္ဘောဒီးယားနယ်စပ်မှာမြေမြုံမိုင်းတွေ့ရှိမှုနဲ့ယာယီရင်ဆိုင်တွေ့ဆုံမှုတွေဟာနေဆက်ငင်းချဲဟိတ်ထိန်းသိမ်းရာမှာရှိနေတဲ့စိန်ခေါ်မှုတွေကိုပြသနေပါတယ်။လက်နက်ကြီးတွေရုပ်သိမ်းပြီးငင်းချဲဟိတ်ကိုထိန်းသိမ်းမှု နှစ်နိုင်ငံစလုံးကကြိုးပမ်းနေပေမယ့်နေဆက်ဒေတာတည်ငြိမ်မှုအတွက်အသေးစိတ်ကိစ္စရပ်တွေကိုအလေးထားပြီးတန်တမန်ရေးအရာဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်နေပါတယ်။သတင်းကအင်အားပြင်ခန့်မေကီတိုင်ဖုန်းဖိလစ်ပိုင်နဲ့ဗီယက်နမ်တွင်လူနေရာနေပါတည်ဆုံအရှိတောင်အာရှကိုချိန်ချောက်စေအင်အားပြင်ဆုံတိုင်ဖုန်းမော်နိုင်တစ်ခုဖြစ်တဲ့ခန့်မေကီရဲ့တိုက်ခိုက်မှုကြောင့်အရှိတောင်အာရှနိုင်ငံတွေမှာဆုံးရှုံးမှုတွေကြီးမားစွာဖြစ်ပေါ်ခဲ့ပါတယ် ဒီမုံတိုင်းကြောင့်ဖိလစ်ပိုင်နဲ့ဗီယက်နမ်နိုင်ငံတို့မှာအနည်းဆုံးလူပေါင်း200နီးပါးတိဆုံးခဲ့ကြောင်းသိရပါတယ်။ခက်မေကီမုံတိုင်းဟာယခုနှစ်အတွင်းအရှိတောင်အာရှကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့မုံတိုင်းတွေထဲမှာအားပြင်းဆုံးဖြစ်ပွဲရှိနေပြီးနိုင်ငံတစ်ခုကိုဖျက်ချော်ပေးနောက်မှာတောင်အားမပြော်သေးပဲရှေ့ဆက်ဥတီနေဆဲဖြစ်ပါတယ်။ခက်မေကီမုံတိုင်းဟာယခုသတင်းပတ်အစောပိုင်းမှာဖိလစ်ပိုင်နိုင်ငံကိုကန်နဝူးစတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြင်းထန်တဲ့မိုးသက်ထန်စွာရွာသွန်းမှုတွေနဲ့အတူလေပြင်းတွေတက်ခတ်ခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာမုန်တိုင်းကြောင့်အနည်းဆုံးလူပေါင်း188ဦးသေဆုံးခဲ့ပြီးတစ်ပင်တွေအဆောက်အဦတွေပြိုကျပျက်စီးခဲ့ပါတယ်။လမ်းများပျက်စီးခြင်း၊ရှုံ့ထူတဲ့ချက်များလည်းဖြစ်ပွားခဲ့ရာဖိလစ်ပိုင်အစိုးရကနိုင်ငံတဝန်အရေးပေါ်အခြေအနေကြေညာခဲ့ရပါတယ်။ဖိလစ်ပိုင်ကိုဖျက်ချော်ပြီးနောက်ဗီယက်နမ်နိုင်ငံကိုထပ်မံဝင်ရောက်တိုက်ခတ်ခဲ့ရာ နည်းဆုံးလူပေါင်း9ဦးသေဆုံးခဲ့ပါတယ်။ VNM စစ်တပ်ကရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်ဖို့အတွက်စစ်သားနဲ့အရဲသား2,600ကျော်ဖြန့်ကျက်ချထားခဲ့ရကြောင်းသိရပါတယ်။ခန့်မေကေတိုင်ဖုန်းမုန်တိုင်းဟာနိုင်ငံတကာနိုင်ငံကိုဖျက်ဆီးဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက်အပြော့ကျင်းမျိုးမရှိသေးပဲနိုဝင်ဘာ9ရက်နေ့ယနေ့မှာတတိယနိုင်ငံအဖြစ်ကမ္ဘောဒီးယားကိုစတင်ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ကမ္ဘောဒီးယားနိုင်ငံကိုဝင်ရောက်တိုက်ခတ်ခဲ့ချိန်မှာ တနားရီလေးတိုင်းတော့62မိုင်နှုန်းဖြင့်ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။ခမ်းမဲကိမုံတိုင်းဟာကမ္ဘောဒီးယားနိုင်ငံကိုဖျက်ချပြီးနောက်လာအိုစ်နိုင်ငံတို့ကိုပါဆက်လက်ဝင်ရောက်တိုက်ခိုက်ခွဲရှိနေပြီး၎င်းနောက်မှသာအပြော့သွားမယ့်အလားအလာတွေရှိနေကြောင်းခန့်မှန်းရပါတယ်။ခမ်းမဲကိတိုင်ဖုန်းမုံတိုင်းဟာအရှိတောင်အာရှဒေသအပေါ်တဘာဝဘေးအန္တရာယ်ရဲ့ကြီးမားတဲ့တရားမှုကို ပြသနေပါတယ်။နိုင်ငံတစ်နိုင်ငံမှာလူပေါင်းနေရာနေပါတည်ဆုံခဲ့ရပြီး ကမ်ဘောဒီးယားနဲ့လာအိုစ်နိုင်ငံတို့မှာလည်းထပ်မံထိခိုက်နိုင်ခြေရှိနေတဲ့အတွက်ဒေသရင်းပြည်သူတွေအနေနဲ့သက်ဆိုင်ရာအစိုးရများရဲ့သတိပေးချက်တွေကို အထူးဂရုပြုလိုက်နာကြဖို့လိုအပ်ပါတယ်။ဒါအပြင်အသက်ဆုံးရှုံးမှုများနဲ့ပျက်စီးဆုံးရှုံးမှုတွေကြီးမားတဲ့ဒေသတွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေအရေးတကြီးလိုအပ်နေပါတယ်။ယခုတင်ပြချက်အပေါ်မှာမိတ်ဆွေတို့ရဲ့တုံ့သက်ချက်များကိုလည်း comment ကနေတစ်ဆင့်ညှောက်ဝေပေးခဲ့ပါဦးနော်။ အခုလိုစိတ်ဝင်စားစရာကောင်းမဲ့အဖအရေးညီမအရေးသတင်းများစွာကိုနားဆင်ဖို့သတင်းခဲ channel ကို like and subscribe လေးလုပ်ပြီးဘေးနားက notification bell လေးကိုလည်းနှိပ်ထားဖို့မမေ့နိုင်တော့ကြည့်ရှုသူများအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေ။